Hello တငယ်ချင်းများလုံးမင်္ဂလာပါ။ခင်ရတော့အခုပသိမ်ရောက်တော့ဒါပသိမ်မြို့ရဲ့အထင်ကြီးရဈေးကြီးဖြစ်တဲ့ရှေးပြည်သာဈေးကိုလည်းသွားပြီးတော့လက်ဖက်ဖြစ်ခဲ့ပါသေးတယ်။ဒီဈေးကြီးမှာဘာတွေရှိလဲပေါ့နော်။ဘလို့ဆိုင်မျိုးလေးရှိလဲဆိုတာကိုလိုက်ပြီးတော့ကြည့်ရှုပြကြပါအောင်နော်။ခင်ရတော့အခုဈေးလမ်းမကြီးအနေဝင်လာပါပြီ။စစစစ်စစ်ကြီးမှာမျက်မှန်ဆိုင်အေးတွေ့တယ်။အခုအဲ့ဒီလမ်းကြီးဆက်ပြီးရောက်လာတယ်ပေါ့နော်။ ဒီသေးထဲမှာဆိုရင်တော့သူအကြတော့ဒါလက်လီလက်ကားဆိုင်ကလေးရှိရပေါ့နော်လက်လီလက်ကားဆိုင်နေအထဲဆိုင်နေဖနက်ဆိုင်နေမျက်မှန်ဆိုင်နေအဲကုံကုံဈေးပေါ့နော်အဲ့လိုမျိုးဆိုင်ကလေးရှိတယ်အခုကဒါတော့နေနေရတာအထဲတန်းဖြစ်ပါတယ်အထည်ရန်မျက်မှန်နာရီပေါ့နော်အဲ့အတန်လေးဖြစ်ပါတယ်အဲ့လေးလည်းတွေ့ရပါတယ် ဒီဘက်ဆန်းမှာလည်းဒါအလှကောင်လက်လီလက်ကားဆိုင်နေလည်းတွေ့ရပါတယ်။ဒီရှိမှာဆိုရင်လည်းဖနတ်တို့အော့ဖ်ရိုဒ်တို့ဆိုင်တွေ့ရပါတယ်။အခုကတော့ဒါတက်တန်းဆက်သွားကြည့်မယ်ပေါ့နော်။အဲ့ဒီမှာအပါရရှိမယ်ဆိုတော့သွားကြည့်ပါမယ်။အရှင်းမှာဆိုရင်တော့တန်တန်အိုးပေါ့နော်အလုံးစံလေးလည်းတွေ့ရပါတယ် ဒီဘက်ဆိုင်မှာလည်းဒါကမ္ဘောဇာပန်တွေ့ရပါတော့ဒီဘက်ဆိုင်မှာလည်းနိုင်ငံကျိုးအမျိုးမျိုးဒါငါးဖန်းပိုက်ပေါ့နော်ငါးဖန်းပိုက်အဲ့လိုမျိုးနဲ့ငါးဖန်းကရိယာနဲ့ပတ်သက်တဲ့ဖန်လေးတွေတွေ့ရပါတယ် ှင်အရှိမတေးရတာကောင်းပါဆိုင်ဖြစ်ပါတယ်။ဒါရှိပြီဒါဈေးတန်းတန်းသွားရင်လည်းအရှိမကန်းနောက်လမ်းမြင်နေရပါတယ်။အခုတော့ဒါဈေးဥပန်းနေတဲ့ကန်းနောက်အရင်သွားကြည့်မှဖြစ်ပါတယ်။ကန်းနောက်အရင်သွားကြည့်မှပေါ့နော်။ ဒီဘက်မှာဆိုလဲဒါကန်းသန်းနဲ့နေရဲ့အတွက်ဒါငါးဖန်းပိုက်ပေါ့နော်ငါးဖန်းပစ္စည်းကရိယာအဆောင်ကိုဒီမှာတွေ့ရပါတယ်ကဲအခုကဈေးကြောင်းလမ်းကနေပြီးတော့ဒီမှာမြင်နေရတဲ့ကန်းသန်းလမ်းကိုပတ်ကြည့်မှာဖြစ်ပါတယ်အခုမြင်နေရတာကတော့ပသိမ်ကျိုးတရားကြီးပေါ့နော်ပသိမ်ကျိုးတရားကြီးကိုလှမ်းပြီးတော့မြင်နေရပြီ။ ကဲတော့ဒါပသိမ်ကျွတ်တရားရဲ့ view ပေါ့နော် view ကိုသွားကြည့်မှာဖြစ်ပါရဲ့ဒီမှာဆိုရင်တော့ vlog ပသိမ်မှာဖြစ်ပါရဲ့ဒါညညနေပိုင်းဆိုရင်ဒီနေ့ကတော်တော်စီရဲသေးလားဒီနားမှာလည်းဟိုဈေးဆိုင်နန်းလေးနေပါတော့เนาะအဲ့လိုမျိုးလေးတွေအဲထိုင်ခုံလေးတွေထိုင်ပြီးတော့ ဒီနေ့ပသိန်ကန်နာဗျူရဲ့အလှကိုကြည့်ရမှာဖြစ်ပါတယ်။သူကတော့ကဲလို့လားနှိမ့်ခင်းပဲဆိုတော့ဒီမှာဆိုင်နေတော့မရှိဘူးပေါ့နော်။ဝါ။မပသိန်ကျွတ်ရဖြစ်ပါတယ်။ဟင်းဒီမှာခုံနဲလေးမှာထိုင်ထိုင်ပြီးတော့မပသိန်ကျွတ်ရရဲ့ဗျူလောက်ကိုကြည့်ကန်နာလေးမှာဖြစ်ပါတယ်။ ေတော့အခုပသိန်းကရေပိတာဈေးကိုပတ်မယ်ဆိုပြီးတော့တန်တန်လျှောက်လာဈေးကြောင်းနဲ့တောက်လျှောက်လျှောက်လာရင်လည်းဒါကဲနောက်ကိုရောက်လာဖြစ်ပါလေတကယ်တော့ပတ်မှာဈေးပါဒါပေမဲ့ကဲနောက်အမြင်မနေနိုင်တဲ့အတွက်ဒါကဲနောက်ကိုထွက်လာရင်လည်းဒါတူတူဗျူးလေးကိုလည်းတွေ့တယ်အဲပြီးတော့ဒါကဲတို့ကိုတန်းကတော့ရေပိတာဈေးရနေပြီးတော့ဒါကဲနောက်ဘက်ကိုတက်တန်းလာတာပေါ့နော်တက်တန်းမလာဘဲနဲ့ဘက်ဘက်ကိုချိုးသွားမယ်ဆိုလည်းဒါ Ocean Super Center လို့ပါလို့ရှိပါတယ် Ocean Super Center ကလည်းဒါဒါသူဒီကဲနောက်ရဲ့ဘေးမှာပဲရှိရဖြစ်ပါတယ်ကဲနောက်လည်းတောက်လျှောက်ပေါ့နော်အဲ့လိုမျိုးမှာရှိရဖြစ်ပါတယ်ကဲရတော့အခုဒါ ကနလန်ဘင်းသားလေးမှာထိုင်နေရပေါ့နော်ထိုင်ပြီးတော့ဒါအပတ်ဖြစ်နေရပဲဖြစ်ပါတယ်ပြီးကြရင်တော့ဈေးကိုထပ်ပြီးတော့ပတ်ပြန်มาဖြစ်ပါတယ်ဒါဈေးဘက်ကိုပြန်ပြီးတော့ပတ်ပြန်မယ်ပေါ့နော်အခုကဈေးဘက်ကိုပန်ပြန်ပြီးတော့ပတ်มาဖြစ်ပါတယ်ဟိုမှာဆိုရင်လည်းမဆက်လေ ော့ဒါကန်နာဘက်ကနေပြီးတော့ပြင်လာပြီးဒါဈေးတို့တစ်ဘက်ပြန်ပြီးပတ်ပြမယ်ပေါ့နော်အဲ့တော့ကဲလိုက်ခဲ့သွားမယ်ဟင်ဈေးတွေကိုပြန်ပြတ်ပြမှာဖြစ်ပါတယ်ဒီဘက်ဆမ်းမှာလည်းအဲဒါကော်ပစ္စည်းလက်ကားရောင်းတဲ့ဆိုင်ဒီပါ့။ ော့ရှင်မိသားစီတွေကသိတဲ့နိုင်ငံလေးဖြစ်ပါတယ်ဆရာကလည်းကလေးတော်ပေါ်လာ။ဆရာကဘောသူလာတော့ဖြစ်နေပါလား။ တော့ရှင်မိသားစုရဲ့ရှူဆိုင်နန်းလိုင်းဖြစ်ပါတယ်

အခုကတော့ဒါဈေးတန်းရဲ့အပြင်ဘက်ပေါ့နော်ကုတ်သေးလန်းဘေးနားဆိုင်နှံလေးတွေဖြစ်ပါတယ်အခုမြင်နေရတာကတော့ရှေ့ပြည်သာစီရဲ့ နေချင်းစာပဲကျမ်းမှရှိတယ်ကုံတယ်လန်းအရှိရာအာဒါကုံတယ်လန်းဘေးရပါတော့ဈေးဆိုင်ရလေးတွေဖြစ်ပါတယ်သူကရှိပတဲ့ဈေးကအောက်ထပ်မှာလည်းရှိတယ်လို့အပေါ်တက်ကိုလည်းတက်လို့ရတယ်ပေါ့။သူကနှစ်ထပ်ပေါ့နော်။ဒါပေမဲ့အပေါ်တက်မှာကအာဈေးဆိုင်တွေကတိတ်မရှိတော့ဘူးပေါ့နော်။ပိတ်ထားတဲ့ဈေးဆိုင်တွေများလို့ကြီးရတော့အပေါ်တက်ကိုတက်မပြတော့ပါဘူး။ အခုကတော့ဒါရှေ့ပြည်သားဈေးရနေပြီးတော့ဒါဈေးချောင်းကိုဖြတ်ထားတာပေါ့နော်တရားကိုကူးပြီးတော့တစ်ဖက်ချောင်းကိုကူးလိုက်ရင်ဒါတိုက်ဈေးရှိပါတယ်ဒါတိုက်ဈေးတော့သွားကြည့်ပါပေါ့နော်တိုက်ဈေးထဲမှာဘာဈေးရောင်းလဲလို့ပေါ့နော်ဒါပေမဲ့ကိရောအခုဒါတော့ဈေးချောင်းဖြစ်ပါတယ်ဈေးချောင်းဖြစ်ပါတယ်အတဖက်ချမ်းမှာဆိုရင်ဖက်ဖက်ချမ်းမှာဆိုရင်တော့ဒါရှေ့ပြည်သားဈေးညညဖက်ချမ်းမှာဆိုရင်တော့ဒါတိုက်ဈေးရှိရပေါ့နော် တိုက်သေးရကီလိုမရောက်ခင်ကလေးကအရှိ့ကိုဖြတ်သွားရတယ်ပေါ့နော်သူကဘယ်လိုပြောမလဲတိုင်းစေးအနဲ့ရရပေါ့နော်အဲ့တော့ဒါတိုင်းစေးရောင်းတဲ့နေရာလို့တိုင်းစေးရောင်းတဲ့ဆိုင်ကြီးလေးရှိမလို့တော့ထင်ပါရဲ့ကတိုင်းစေးရဆောက်ပါမယ်ဟုတ်ပါတယ် ဆေးရောင်းတဲ့နေရာလေးရှိပါတယ်ဟုတ်တယ်အရှိမဆိုရင်လည်းဒါမမဆေးပေါ့နော်ဗရဆေးဆိုင်ငွေဆေးဆိုင်ဆိုပြီးတော့ဒါမမဆေးရောင်းတဲ့အတန်းလေးလို့တည်ရပါတယ်

cái đó qua đó đã, chỉ biết đã dễ lấy mình quay vào nó, tại dễ lấy ဝင်ယူရည်ဆိုတော့ဒါကေရတော့ဈေးပတ်ပြီးွားရည်ပြန်มาတော့မယ်အခုကတော့ဒါကေရပြန်มาတော့မှာရှင်အဲ့တော့နှက်ဆက်ပါတယ်တက်တာပါ